နဒိမဲ channel ကိုချစ်ခင်အားပေးနေကြတဲ့ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးဟာဆိုရင်တော့ပရလောကဇလံကောင်းလေးများစွာကိုအမြဲမပြတ်တင်ဆက်ပေးနေပါရယ်။ဒီနေ့မှာဆိုရင်တော့ပရလောကဝိထုတိုတပုတ်ဖြစ်တဲ့စာရေးသူ မောင်ညိုမိုင်းတန်လျေရေးသားထားတဲ့ယောက်ျားကဲ့ဝေးဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာပါ။ဟုတ်ကဲ့ပါရှင်။ဇလံကောင်းလေးတပုတ်ဖြစ်လို့အစာဆုံးလိုက်ပါလို့နားဆင်ပေးပါအောင်နော်။ဇလံလေးမစားတင်ခင်မှာတော့ထုံးစံတိုင်းပါပဲ။ ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလန်းသစ်တွေတင်တိုင်းသိနိုင်ဖို့ဘေးနား notification bell လေးကိုနှိပ်သွားပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်ပါမယ်။တနေ့ကျွန်တော်တန်လျင်မြို့မြူဟောင်းရပ်ကွက်ရှိဘူပရားကြောင်တိုက်ကို ရောက်သွားခဲ့တယ်ဗျ။ဆာရေးစရာတန်လျင်မင်းကြီးလိုင်းကိုလိုက်ရှာတာ။ ठी ပြင်းတဲ့နှမလေးကဆရာမင်းကြီးလိုင်းဘူပရားကြောင်တိုက်ကိုသွားတယ်ဆိုလို့ဘူပရားကြောင်တိုက်ကို ရောက်သွားရင်လည်းဘူပရားဆရာတော့ဥွေပုံလာနဲ့တွေ့ကြရတယ် ဆရာတော်တို့ဆုံးဖုံးပေးနေခြင်းနဲ့ကြုံတာနဲ့ဝဲလာတဲ့ရွှေကြည်ထုံးမုံငပြောထုံးမုံနဲ့ပူတင်းမုံတို့တွေကိုဆရာတော်ထံကတ်လို့လို့ဥချကြောလိုက်တယ်။အဲ့ဒီမှာဆရာမင်းကြီးလိုင်းကိုတွေ့တယ်ဗျ။မင်းငါးစီလားလားညုံပိုင်းဟုတ်တယ်တငယ်ချင်းအရေးကြီးလို့လားကွမိတ်ဆွေဆရာဝန်ကြီးတယောက်ကတငယ်ချင်းရတဲ့ရှင်ဥပ္ပဂௌတအရှင်မြတ်ထေယုတ်ပတိစာအုပ်ရရင်သုံးအုပ်ဝယ်ခြင်းနဲ့မှာပေးပါဆိုလို့လာပြောတာ။ငါမှရှိတဲ့စာအုပ်တူတော့ကုန်သွားပြီ။ လူစဉ်စိတ်ကူးသစ်စာပဲကိုတင်ထုံးထံမှာရှိသေးတယ်။ငါဖုံးဆက်ပြီးတော့ပြောလိုက်မယ်။မင်းကိုတင်ကျုံစီကိုဝင်ယူခဲ့လိုက်။အေးဒါဆိုရန်ကုန်သွားရင်ဝင်ယူခဲ့လိုက်မယ်ကွာ။အဲ့ဒီမှာဆရာတော်ဦးဝေပုံလာတကကြီးညိုပါဖေ။ခမင်းစားသွား။မှန်ပါဖေ။ဆရာတော်ဦးဝေပုံလာသူ့အကြောင်းကိုရောက်လာလို့စွန်စားပြီးချိန်နဲ့ကြုံနေလာသမျှတပည့်တကဧည့်သည်တွေကိုခမင်းစားပြီးမှသွားလို့အဝေးပြုတ်လေးရှိတယ်။ ဘူဖီယာကျောင်းတိုက်မှာဆွန်ထမင်းဟင်းတွေအရှံပဲပို့နေရပါဗျ။လာသမျှဧည့်သည်တွေစိတ်ကြိုက်စားကြ။ကျွန်တော်နဲ့ဆရာမင်းကြီးလိုင်းလည်းဝင်စားကြတာပေါ့။စားလို့ပြီးတော့ဆရာတော်ကမုန့်တွေချကျွေးသေးတယ်။ရေနွေးကြမ်းတောက်လိုက်မုန့်တွေစားလိုက်ဆေးပြင်းလေးလေးဖွာလိုက်ကနေကံမီယာဖြစ်ရစမ်းကျဲအကြောင်းကြီးစီကိုစကားရောက်သွားကြတယ်။အဲ့ဒီမှာဆရာတော်ဥွေပုံလာတက်လက်ဆရာမင်းကြီးလိုင်းရတက်လက်သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ကံမီယာဖြစ်ရစမ်းကျဲဇလန်တချို့ပြောပါရော။ရေးစရာကုန်ကျန်းရှာရဲကျွန်တော်မှလည်း ရေငတ်တော်ရေရင်းနဲ့ကြာသွားသလိုဖြစ်ပြီးတော့သူတို့ကိုရိကံမီးယာဖြစ်ရစမ်းတဲ့အံ့ဩဇလန်တွေကိုစီမျိုးကသွားခဲ့တယ်။ပထမဦးစွာစပြောတာကတော့ဆရာတော်ဦးဝေပုံလောက်။ဒါပေမဲ့ဆရာတော်တပည့်ဆရာမေးကြည်လိုင်းအကြောင်းတော့ဒီနေ့မှအနေငယ်မိတ်ဆက်သဘောမျိုးလေးပြောဦးမယ်။ဆရာမေးကြည်လိုင်းကမူလကစာရေးဆရာ။စာရေးဆရာကလည်းစက်ထဲလိုက်သွားပြီးတော့ဇက်အညိမ့်တွေမှာပြဆက်မင်းသားဇလန်ရေးဆရာဒရိုက်တာဖြစ်သွားခဲ့တယ်။ဇလန်ရဲ့လိုက်ရကလည်းနာမည်ရနေတော့ ဇက်ထဲကထွက်ပြီးစေးစရာလုပ်ခဲ့တယ်။သူ့အဖေကလည်းတမားတော်ကြီးမန္တလေးဆရာဦးလာနိုင်ကဖေးထံတိုင်ရင်စေးပညာရပ်တွေစီးပူးရရှိပြီးတဲ့နောက်သူ့ဘယောကပါကုနိုင်တဲ့ဆရာတအုပ်ဖြစ်လာတယ်။စာရေးဆရာဘဝမှာဆရာမောင်ရင်ကျော်ဦးစီးရဲ့သစ္စန်းစာဆောင်မှာအဲ့ဒီကအဲ့လိုစာရေးဆရာအဲ့ဒီကဘဝဟာနေဇက်ပိုးဝင်လာပြီးတော့ဇက်ထဲအငိမ့်နေလိုက်သွားခဲ့တာ။တော်ရင်တင်ကြောင်မြောင်ဦးစီးရဲ့မိုးအငိမ့် မင်းသမီးဝင်းဝင်းအေးနဲ့ဆိုင်းစုဖုံဦးမြင့်စွေဦးစည်းရဲ့ဆောင်းအငိတ်ဦးစိန်ခေမောင်ဦးစည်းရဲ့ခေမချိုအငိတ်ဟာတာရှိဆောင်အကယ်ဒမီကျိုးဖြူကပွဲဒေးတန်ရှင်ခင်မိုးသူအငိတ်တပ်မဏိဘိုးဝင်းဦးစည်းရဲ့ပြည်လက်ယုံဆက်ဦးမြသိန်းဦးစည်းရဲ့စမ်းညွန်စီအငိတ်စာအရီမှာစာရေးဆရာဒရိုက်တာပြားစံမင်းသားလက်ထောက်ပြားစံမင်းသားစတဲ့အမှုပညာအလုပ်တွေကိုလုပ်ခဲ့တဲ့တပင်သမားလေးဖြစ်ခဲ့တယ်သူကိုယ်ရန်ရေးသားတင်ဆက်ခဲ့တဲ့နာမည်ကြီးပြဆက်တွေကတော့ ခင်ထထက်လေမြားလျက်ပါပြဆက်လိမ့်ပြာနာခြင်းပန်းကြွေခြင်းပြဆက်မုံတိုင်းစဲမှလွဲခဲ့သည့်ပြဆက်တနတ်ပေးစားမိခလေးပြဆက်ချယ်ရီတော်မှချစ်တော်သူပြဆက်အနောက်ကထွက်တဲ့နေပြဆက်အဲဟာရီဟာဆရာမင်းကြီးလိုက်ရဲ့နာမည်ကြီးပြဆက်တွေမြမအတန်အမြဲတမ်းလွှင့်ဝင့်ရတက်ပြားတခြင်းစီးစာမင်းသမီးလေးတခြင်းကိုသူ့ရေးခဲ့တာတိဆိုသူကကိုလေးမြင့်ဒီလိုတပည့်အမှုပညာလောကမှာနာမည်ရနေတော့သူ့ဇာအငင်းကနေထွက်ခဲ့ရတဲ့အဖြစ်ကလေး ကံဘီယဆန်လုံးလှတယ်။ဒီအကြောင်းကိုသူကိုယ်တိုင်ပြန်ပြောပြတဲ့ဖြစ်ရဲ့စံကျင်ဇလန်ရောက်မှပြောပြပါမယ်။ဒီကနေ့သူဆေးစီယာပယောဂကိုဆရာဘဝနဲ့တန်လျင်မှာရှိနေတော့ဆရာမင်းကြီးလိုက်ရဲ့နာမည်ကျော်စာအုပ်တွေကတော့ရေငန်ပိုင်ဥရှိကြီးဝိထုနဲ့ရှင်ဥပ္ပဂုတ်တစာအုပ်ပါ။နှုတ်စလုံး၅ချိန်မကပြန်ရဲရပြီးတော့တစ်ချိန်ရရင်အုပ်ရည်တောင်းကနေရိုက်ရတဲ့စာအုပ်တွေသူရေးတဲ့ရှင်ဥပ္ပဂုတ်တစာအုပ်ကအလွန်ကိုဆိတ်ဆက်သိကြလာတယ်။ရှင်ဥပ္ပဂုတ်တမထေအကြောင်းကတော့ ယဟန်နာဖြစ်စင်မှရှိတယ်။မရှိဘူးညင်းနေရတဲ့အကြောင်းအရာ။ဒါဟုဆရာမင်းကြည်လိုင်နဲ့ဆရာတော်ဦးဝေပုံလာတို့ကကြံကိုကြံကားတွေနဲ့ရှာဖွေပြုစုထားတဲ့စာအုပ်မလို့ဖတ်ရတာစိတ်ဝင်စားစရာကောင်းတယ်။ဆရာမင်းကြည်လိုင်ရဲ့ရေးလက်ရေးဟန်ကလည်းဆွဲဆောင်မရှိတော့ဖတ်ပြီးရင်လက်ကမချနိုင်အောင်ပါပဲ။အဲ့ဒီရှင်ဥပ္ပါကုတ္တရဟန္တာကြီးရဲ့အထုပ်ပတ္တိကိုနိုင်ငံကျော်ရုပ်ရှင်မင်းသမီးကြီးအကယ်ဒမီတော်ဝါဝါဝင်းရှိကရုပ်ရှင်စကားကြီးရိုက်ကူးဖို့လာရောက်ပြောဆိုစီစဉ်ခဲ့တယ် အကြောင်းအကြောင်းအကြောင်းရုပ်ရှင်ဇာတ်ကဖြစ်ပေါ်မလာသေးဆိုလိုချင်တာကတော့ဆရာမဲချီလိုင်းရောဆရာတော်ဦးဝေပုံလောက်ရောနှစ်ဦးစလုံးကကိုအတွေ့ဖြစ်ရစမ်းတဲ့အကြောင်းအရာတွေအတိအသီးရှိနေတယ်နှစ်ဦးအနက်မှာပထမဦးဆိုဆရာတော်ဦးဝေပုံလောက်ကသူ့ဦးပစင်းရွယ်ဘဝကိုရန်ကြုံခဲ့ရတဲ့အဖြစ်ကိုအခုလိုပြောပြခဲ့တယ်လုံခဲ့တဲ့အနည်း20လောက်ကပေါ့ဆရာမရအဲ့တော့ကဦးစင်းပဲရှိသေးတယ်တိုက်အောင်မဖြစ်သေးဘူးတနေ့ ဟိုအရှိပင်လေတာတပည့်တကာမတအိုနေမကောင်းလို့တန်လီမျိုးကနေသွားတရင်မိတာသွားရမယ်ခီးကဝေးတယ်တန်လီကနေကြောက်တန်းကိုကားစီရမယ်ကြောက်တန်းရောက်ရင်ပန်တော်ကြေးရွာရောက်အောင်မော်ဝေးချောင်းကိုဖြတ်ပြီးလှေတံပန်စီးရတယ်ပန်တော်ကဟိုအရှိပင်လေရွာရောက်အောင်လှဲရရင်လှဲလဲမရရင်ခြေကျင်သွားရတယ်အဲဒီတော့ဦးစင်းနဲ့အဖော်လိုက်လာသူကဥကန်တင်းနဲ့အခုတည်းကအသက်ရှင်တော့မယ်အသက်60ဝန်းကျင်ရှိနေပြီ။ ဦးစင်းတဲ့တကားကန်နေတို့ကားတန်းလှိတန်းလဲတန်းနဲ့ခီးနေခဲ့လိုက်တာနေဝင်ဖြိုးပြမှာတပည့်တကားမှမသိစစ်တို့နေတဲ့ပင်လယ်တန်းကရွာကိုလှမ်းမြင်နေရတယ်တကားကန်ကြိုးစားရောက်တော့မယ်မှန်ပါဖေဟာပင်မန်းနေပြီလားတကားကြီးမပင်မန်းပါဘူးဖေဟာအရှင်ဖေဟာပင်မန်းပါဘူးပဲပူပန်းတာပါဖေဟာဦးစင်းကိုမပူပါနဲ့တကားကန်အဲ့လိုနဲ့တကားရင်ဥပန်းငွေတို့အိမ်ကိုဥတီလာနေတော့မှာပဲ ။ဦးစင်းတို့နောက်ဘက်ကောင်းမော်ကြောကြောလောက်ကထူးကြတဲ့အတန်တွေကြားရတယ်။ကုကုပင်နှမ်းတွေကိုအဖြက်စက်တောင်ပန်ခတ်တန်လို့လို့စောင်းတို့အဝတ်တို့ခါတဲ့အတန်မျိုးလို့ကြားလို့လှည့်ကြည့်ရော။ဟာ။ဟင်။ဘိုင်းလုံးဟာ။ဦးစင်းတတိထားပါဗျာ။ဖះရည်မြင်လိုက်ရတဲ့မြင်ကွင်းဟာတင်ဆန်းကျေလုံးပါလား။လူယောက်ျားကြီးတအူလေးရဲမှာပြန်ဝဲနေတာဝဲအပြန့်ရင်းကနေလူယောက်ျားကြီးကမိမအဝဲအဝဲထက်စင်ဓမိတထဲကိုလက်တစ်ဖက်နဲ့လေးရဲမှာအခါခါရဲနေတာ တကာကြီးရေတကာကလည်းအော်ကြောက်လည်းဖြစ်ပါရောကြည်စမ်းပါတကာမရေစွမဟုတ်ဘူးတိတ်ငယ်မဟုတ်ဘူးလက်တာမဟုတ်ဘူးလူလူกว่าလူမယောက်ျားရစ်မကြီးတကာမရေမျက်နှာရှည်ရှည်မျက်လုံးပြူပြူနရွက်ကားကားနဲ့အသက်ခက်ကြီးကြီးပဲသူကစွန့်တကောင်လိုလေထဲမှာဝဲပြီးတော့ဦးစင်းတို့ကောင်းပေါ်ဝင်းစင်မှာဝဲနေတာလမ်းတစ်ဖက်နဲ့ထမိန်ကိုလည်းကြပြန်းပြန်းခါလို့သုံးလေးပတ်ဝဲပြီးတော့မြေကြီးပေါ်ခုံစင်းလိုက်တယ် ငတ်များကြသလိုကြပြီးတော့ရက်နေတာရရင်ဟာဦးစင်းတို့နှစ်ဦးကိုတက်လှည့်စီဘလူလာတဲ့မျက်လုံးအစုံနဲ့ကြည့်နေတာအဖော်လိုက်လာတဲ့တကကန်ကလည်းကြောက်လို့ဦးစင်းရဲ့နောက်မှာပုန်းခွေရင်နဲ့သင်ငန်းစာကိုဆုပ်ကိုက်ထားတယ်အဲ့မှာလူမျက်နှာရှည်မျက်လုံးပြူရထမင်ကိုခိုင်းရင်းကနေပြောရော့ဟိအခုချက်ချင်းပြန်ကြစမ်းကျုပ်တို့ကိုပြောရလားတကကြီးဟုတ်တယ်ပြန်ကြပြန်ကြလေအသက်မမကြီးနဲ့အော်ပြောလိုက်တာတကကြီးတကကြီးကဘယ်သူတော့ သိစရာမလိုရွာတွေကိုမဝင်နဲ့ပြန်ကြဦးစင်လူမမာတရင်သွားမေးမလို့ပါမေးပြီးပြန်มาပါတခါကြီးတဲငါအကြောင်းမသိသေးဘူးနဲ့တူတယ်သိစရာရောပေါ့ကွာကဲလူကြီးကအဲ့လိုဦးစင်တို့ကိုနှင်ထုတ်ရင်ကဒေါသကြီးထွက်ပြီးတော့ကင်ထားတဲ့ခမိန်ကိုသူ့ကောင်းပေါ်ဆွတ်ချုံချလိုက်ရောဟောအမလီဦးညိုမရဲ့သူ့ခမိန်ခြုံချလိုက်တာမျက်စိရှိမှချက်ချင်းလက်တာဖြစ်သွားပါရော့ လူကြီးမိပါရီပြောတာကြားဘူးလေထမိတ်ချုံရင်လက်ကြဖြစ်တဲ့ပညာတဲ့ရှိတယ်တဲ့ကိုရိုင်းအသက်40အရွယ်မြင်ဘူးလားယုံသွင်းမျက်လှည့်ဝိုင်းမှာတော့ကြည့်ဘူးပါရဲ့ဗျာအခုလက်တွေမြင်နေရတာလူစင်စစ်ကလက်ကြကြီးဖြစ်သွားပြီတင်းတောင်ကြီးပါထွားဆိုင်တဲ့ခေါင်းပြောင်လေပင်းရှိခြေတန်ရှိနှုတ်သီးကောက်ကောက်နဲ့အယောင်ွယ်လက်ကြကြီးကကျုပ်တို့ရှိရာကိုခုံဆွာခုံဆွာနဲ့လာနေလားဦးစင်ကလက်ဝါးနဲ့လှန့်တာဟန့်လိုက်ရောလက်ကြကြီးကဦးစင်တို့ကိုရန်သူတို့ကြည့်ပြီးတော့ ခုံစွာခုံစွာပြေးနေတဲ့မိုးကောင်းကင်ပေါ်မှာပြန်တက်သွားတယ်။တို့များကောင်းပေါ်မှာဂီကန်နဲ့အော်ရင်နဲ့လှည့်ပြန်နေတာ။လေငါပဲလှည့်ပြန်ပြီးတော့ဦးစင်းတို့သွားမဲ့ရွာနဲ့ဆန့်ကျင်မဲ့အရက်ကိုပြန်သွားပါရော။တကားကန်ကတော့အကြီးကျယ်ကြောက်နေပြီ။အရှင်ဖေ။တကားကန်ဒါဒါစုံစုံပြညာပညာတယ်ပါဖေ။တကားကန်အခုမြင်ခဲ့ရတဲ့ဖြစ်ရဆန့်ကျင်ကိစ္စရွာရဲကိုရောက်ရင်မမေးနဲ့မပြောနဲ့ ဘာဖြစ်လို့လဲဖေ။မပြောနဲ့။အန်ဒီရဲ့များမှာဆိုလို့မပြောနဲ့ပြောတာပါ။မမဖေ။အဲ့လိုနဲ့ဦးစင်တို့နှောရွာရဲကမဆယ်လိုအိမ်ကိုမင်းမြန်ပြီးတော့ရောက်လာခဲ့ကြတယ်။မိစေ။ဦးစင်ဝေပုံလာကြွလာတယ်ဟေ။ဟေးဦးစင်ဖေ။ကောင်းရင်ကြွပါဖေ။ဦးလေးလည်းထိုက်မှာ။အိမ်မမလူမမအပါဝဲမိမယောက်ျားခုနှစ်ဦးခန့်ရှိနေကြတယ်။သူတို့ကဦးစင်းကိုဦးချကြတော့ပြီးတော့ ကွန်စေရင်တွေအိုးတွေတဲခင်ကက်ကြတယ်လူမမတကာမလေးမဆေကတော့ဖျားတချက်ပေါ်မှာပက်လက်ရှိလို့ပိန်လိုက်တာလေအယိုးပေါ်လို့ပဲအသက်ကိုပြင်းပြင်းရှုနေတယ်အဲ့ဒီမှာမိဆယ်ရဲ့အမေလို့သူကတမီမိဆယ်မိဆယ်ဟင်ဦးစင်ဝေပုံလာရောက်လာတယ်တမီရဲ့ကြာလာမျက်စိဖွင့်ပြီးတော့လောက်ချီကတော့တမီကတော့ဒုက္ခများအာမရှိရှာဦးမျက်လုံးအာယူဖွင့်ပြီးတော့ပိန်သွဲ့သွဲ့လက်အစုံနဲ့ လက်ဟုတ်ချီကြတော့မယ်လို့တော့လက်ပြုတ်ချသွားတယ်။အဲ့ဒါနဲ့ဦးစင်းလဲတကာရဲ့မိစေရဲ့အဖြစ်ကိုကြည့်ပြီးတော့အလွန်တနာသွားတယ်ဆရာမရဲ့ဆေးစရာမပြဘူးလား။ပြပါရဲ့ဖျား။အင်္ဂလိပ်ဆေးရောမြန်မာဆေးစရာကိုပြပါရဲ့။ယောဂါမထူးပါဘူးဖျား။ကြည်ရတာမယိုးဘူးနဲ့တူတယ်။အဲ့ဒါနဲ့ဦးစင်းလူမမအနီးကိုတိုးသွားပြီးတော့တကာမမိစေလက်အုပ်ချီလို့မရဘူးလား။အင်းအင်းမဲ့ပြောပြီးတော့လက်နှစ်ဖက်တုံ့နေရှာတယ်။ ။ဦးစင်စိုက်ကြည့်လိုက်တော့ခိုးကြည့်သလိုလုပ်တဲ့မျက်လုံးပြန်မှိတ်သွားတယ်။ဦးစင်ဖျားရှင်ရင်မှာဖျားရှိခိုးပြီးတော့တစ္ဆာပြုတ်လိုက်တယ်။အရှင်မြတ်ကြီးဖျားတပဲတော်တကာမှမမိစေဦးနှမအရင်ကဲ့သို့မှတ်၍တက်သမျှသောအတက်နဲ့မြေတားရှေ့ထား၍ယောဂါကိုတတပြောက်ကင်းအောင်ကုသကြည့်ရှုစောင့်ရှောက်ပါမယ်ဖျား။အီမန်တော်တစ္ဆာစကားကြောင့်အနောက်ရှက်မရှိပါစေတည်းနှမငယ်တကာမရဲ့ယောဂာတိလေးပျောက်ကင်းချမ်းသာပါစေတည်းဦးစင်ဟာအဲ့လိုတစ္ဆာဆုလိုက်တယ် နှမလေးကဲ့သို့ပါရတနာသုံးပါးကြီးညိုလေးစားတဲ့နှမငယ်ဒကာမလေးကိုဝေဒနာပျောက်ကင်းစေဖို့အဲ့ဒီနောက်မိစေရဲ့ညာလက်မကိုလှန်ဆွဲယူလိုက်ရောလူမမမိစေယုံပါလေပြန်ဆွဲယူလိုက်တယ်ပြန်ယုံနေရောရင်နဲ့ပါဇက်ကလည်းတောက်တခက်ခက်လုံနေတယ်သိကြတယ်ဒါပယောကနဲ့လှုပ်ထားတာဦးစင်ညာလက်နဲ့မျက်နာကနေအောက်ကိုတက်ချလိုက်ရောမိစေတုန်ခါနေပါရောဆီယာမကြီးအသက်ရှင်နေငါ့ကိုတုံးနေရိုက်တော့နာကျင်ပြီးတုန်ခါနေပုံမျိုး ။ဦးစင်းလေး၃ချိန်၃ခါညာလက်ဝါနဲ့တက်ချပြီးတော့တုံခါနေတာငြိမ့်ချသွားတယ်။တကမလေးဖះလို့ပြောလေ။ဦးစင်းကိုမြင်သလား။မြင်ပါလေ။ဒါဆိုဘသူရောပြော။ဦးဦးစင်းမဘွဲရမီတိလား။ဦးဝေဟုတ်ပြီ။ဦးစင်းကိုလက်မထောင်းပြီးတော့ပြစမ်း။မိစေညာလက်မကိုလက်သေးစုပ်ထောင်းပြတယ်။ ဦးစင်လက်မကိုကမ်းပြီးတော့ယရနာတုပ်အပါဝင်ပရိတ်တွေကိုရုတ်ပြီးတော့လက်မကိုစိုက်ကြည့်နေတော့မှာပဲဖះရီမိစီရဲ့လက်မတွေကအချီစားတမြင်ထွက်လာတာဦးစင်လက်မထိတ်ကနေထွက်လာတဲ့အချီစားကိုဆွဲယူလိုက်ရောနောက်ထပ်အချီအမဲစားတစ်ခုထွက်လာပြန်ရောဆရာမဦးစင်လေကာရာမန်တန်တွေရွတ်လိုက်ထွက်လာတဲ့အချီစားကိုဆွဲလိုက်အနားမှာချထားလိုက်နဲ့အချီစားတွေကွန်တီလုံးသုံးလုံးခန့်ရပြီးတော့နောက်ထပ်လက်မထိတ်ကနေမထွက်တော့ဘူး အနည်းမှရှိတဲ့လူတွေလည်းအံ့ဩကြတာပေါ့ဗျာလန့်ဩကြတယ်စဉ်းစားလေလမထိတ်ကနေအချီအမဲစားတွေအများကြီးထွက်တာရှိမို့လို့လားသဘောပေါက်ကြတာပေါ့မိစေကိုမတ်ပညာတဲ့ပြူစားလိုက်တာဦးစင်ပယောကကောင်းအောင်ထုတ်ပြီးတော့တကာမမိစေထထိုင်နေဦးစင်ပယောကကောင်းအောင်ထုတ်ပြီးတော့တကာမမိစေကထထိုင်နေရေတောင်းနေအစတောင်းနေမိဘကြီးကိုမောင်နှမတွေအံ့ဩဝမ်းသာကြတယ်မျက်ရည်ကြကြရင်ထုပြော့ကြမိစေအားလုံးကိုမှတ်မိလာတယ် ။ဦးစင်းကိုလည်းဝမ်းသာမျက်ရည်နဲ့ကြော့ရှာတယ်။ဦးစင်းကိုလည်းကျေးဇူးတင်လို့မဆုံးဖြစ်ကြတာပေါ့။ဦးစင်းပြောကမကုနိုင်ပါဘူးဗျာ။တကမင်းကြည်လိုင်းကသာကုနိုင်တာပါ။တချို့အကအကွယ်ကိစ္စရှင်မင်းကြည်လိုင်းကိုပြောရတာလည်းရှိတာပေါ့။တကကြီးမင်းကြည်လိုင်းမသိနားမလဲတာရှင်လေဦးစင်းကပြောပြလမ်းညွှန်ရတာပေါ့။ကိစ္စပြီးတော့ပညာတဲ့ပြူစားတဲ့အချီကင်းစာတွေကိုစုံပြေမှာမီးရှို့ပြောင်းရေရေမြှုံလိုက်တယ်။ဦးစင်းဘာရောတကမကြီး မီးကိုဘသူပြူစားရလဲဖေ။မသိစင်ပါနဲ့။အရေးရမွဲပြောကြပါဖေ။ရှမ်းများမယ်အမုံများမယ်ခွင့်လွန်ပြီးမြစ်တာပဲပို့။အဲ့ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့တနေ့ကဦးစင်ကြုံရတဲ့ကိုရီအဖြစ်ပြက်ပဲ။ဦးစင်လည်းဒီကိစ္စကိုမေ့မေ့ပြပြထားလိုက်တယ်။မိစေတို့မိသားစုလည်းမြို့ပေါ်ရောက်ရင်ဦးစင်ရှိတဲ့ဘူပိယာကျောင်းတိုက်ကိုဝင်လေရှိတယ်။တနေ့မိစေတို့ရွာရဲ့တောင်ဘက်ကရွာမှာပထန်ပွဲခုနှစ်ရက်ကျင်းပဖို့ဦးစင်ကိုလာပင့်ကြတယ်။ မြို့ပေါ်ကဦးစင်းရပါဝင်တန်ငါ၃ပါ။သူတို့ဒေတာတန်ငါ၄ပါ၊စုစုပေါင်း9ပါးပေါ့။ရာဒီယာစပါးသိန်းချင်းပဲသိန်းပြီးချင်းအလူတွေလည်းရွာတွေမှာများမှာများ။ရွာတွေဓမ္မယုံမှာအတန်မစဲပထန်ပွဲကိုမြေရောညပါရွတ်ဖက်ပူဇော်ကြတယ်။ဦးစင်းရည9နာရီမှစဝင်ရတယ်။ရှိရကိုရော်တွေကလည်းအတန်ကောင်းနေပြီဗျ။ရွာလူတွေကလည်းပူပြာဥစဉ်ကြီးလည်းပထန်းရွတ်တာကြီးညိုစရာကောင်းနေလို့ပြောနေချင်း။တရားနာသူတချို့လည်းဇယက်ထဲမှာရှိကြတယ်။ဥစဉ်အလဲကိုရောက်လာတယ် အခမ်းအနားမှုဆရာတော်ကကြို့ပြောထားတော့မိုက်ခရိုဖုန်းထဲမှာအတင်ရှိနေတာပေါ့ရှိရကိုတော့တနာရီရွတ်ရတယ်ကိုလည်းရောက်ရင်တနာရီပဌံဒေသနာတော်ကြီးရွတ်ရတယ်ရှိရကိုတော့ရွတ်ပြီးချိန်တူပြီးတော့ကိုကမိုက်ရှိတိုးပြီးတော့ရှိကိုတော့ပြီးတဲ့အပိုက်ကနေစပြီးတော့ရွတ်ရောမြတ်စွာဘုရားငါဘလို့ဖြစ်ပါလိမ့်အိုးစင်ပါဇက်ဖွင့်လဲချောင်းရှင်းပြီးတော့ရွတ်တာဆရာမရဖြစ်ချင်တော့လုံးဝအတန်မထွက်ဘူးအဟန်းဆိုရဲလဲချောင်းရှင်းတယ်လည်းမထွက်ဘူး ကိုစဆိုးရမယ်စတော့ပါဇက်ကရွတ်နေတာပဲဒါပေမဲ့အတန်လုံးဝမထွက်ဘူးပထမတော့ကိုပါဇက်ကတရားစတာအတန်မထွက်တာတတိမပြုတ်မူကြီးအတန်ထွက်နေတယ်မှတ်ပြီးတော့ရွတ်နေတာအဲ့ဒီမှာအနာယူနေတဲ့ကိုရော်ရီအနာရောက်လာပြီးဝိုင်းကြည့်ရင်ကပြောကြတယ်ဦးစိန်အတန်ထွက်ရွတ်လေအတန်ထွက်ပြီးရွတ်ပါကိုရောဟဲ့ဦးစင်းဝေပုံလားဘာလို့အတန်တိတ်ရွတ်နေရတော့ဒါအတန်မစဲပထန်းပွဲလေစိတ်နဲ့မရွတ်နဲ့အတန်ဖွင့်ပါဇက်ဖွင့်ရွတ်ရောခက်ပြီး ကိုအတန်းထွက်ရွတ်နေတာပါ။ရှေးရရွတ်တဲ့ကိုရော်ရီရောကိုပြီးရင်ဆက်ရွတ်ဖို့အတင်းဆောင်နေတဲ့ကိုရော်ရီရောပထန်ပွဲဖြစ်မြောက်ရေးဥပဒကအကျိုးဆောင်လူတွေကလည်းရောက်လာပြီးတော့မေးကြတယ်။အဲဒီမှာဥပရွှေဆိုသူကအတန်းချက်ဆက်ဖွင့်တဲ့ဆက်စရာဘယ်သွားလဲဟိ။ရှိပါတယ်ဗျ။မင်းမိုက်ကအတန်ထွက်ရလားမောင်ရှင်ထွက်ပါလေဗျအခုအဘားတို့ဦးစင်းတို့ပြောတဲ့အတန်တွေမိုက်ထဲဝင်နေတယ်အဘဟေးဦးစင်းတပါးကမိုက်ခွက်ကိုလက်နဲ့ခောက်ကြည့်တယ်အတန်ပြုတ်တယ် ပထန်ရွတ်တံမကြရလို့တာဝန်ခံဆရာတော်ကြွလာပြီးတော့မေးရောဘာလို့ပထန်ဆက်မရွတ်တာတော့ရွတ်ပါလေဖေဒါဒါပဲမဲ့ဟဲ့ရွတ်ရင်အတန်ထွက်ရမှာပေါ့အခုရွတ်တာဘဲကိုတော်တော့ဘူးဖေအเจ้าကအရှင်ဝေပုံလာပါဖေဝေပုံလာဟဲ့ဝေပုံလာဟမ်ဘာလို့မထူတာတော့ဝေပုံလာဦးစင်းဆရာတော်မေးတာကိုရိုးရိုးသေးသေးပြန်ပြေတယ်ဒါပေမဲ့ဦးစင်းတို့ကအတန်လုံးဝမထွက်ဘူး ကိုကိုကိုလည်းဘာကြောင့်အတံမထွက်ရလဲစဉ်းစားလို့မရ။မနေ့တော့ကလည်းကတ်တယ်ဆုံးအညာနီးတူအတူဖုံးပေးခဲ့တယ်။ကိုလည်းအစာမမားခဲ့ဘူး။ကို့မှာလည်းရင်ကျက်ပန်းတာအတံဝင်တာမရှိ။ပထန်းရွရင်အတံကောင်းမှန်ချိုရစနဲ့တက်မြာရေးဖြော်ပြီးရရက်သေးတဲ့ဥစ္စာ။ကိုရော်ရီကလည်းမယုံသင်္ကာနဲ့ဝိုင်းကြည့်နေကြ။တချို့ကအံ့အော်အော်ကြည့်နေကြတယ်။အကျိုးဆောင်လူကြီးတွေကလည်းကျုပ်ကိုတန်တရာမျက်လုံးတွေနဲ့ကြည့်ကြ။ဆရာတော်ကြီးမိတာကိုကျုပ်ဖြေမဲ့ပါဇက်ကအတံလုံးဝမထွက်။ လက်ဟန်နဲ့ပြန်ပြောပြတယ်။အတန်မထွက်ဘူးလားဝေပုံလား။အတန်မထွက်တော့ခေါင်းငိမ့်လိုက်ရတယ်။ဦးစင်လည်းအံ့ဩလုံးလို့ရှက်လုံးလို့မျက်ရည်စွန့်နေပြီ။နောက်ဆုံးဆရာတော်နဲ့တကွပထန်ရတန်ကအားလုံးကိုဥချကြတော့တောင်းပန်ပြီးနေရာကထလိုက်တယ်။ပြီးတော့ကိုနေတဲ့အခန်းကိုပြန်လာခဲ့လိုက်တယ်။ဦးစင်တွေရောအကျိုးဆောင်လူကြီးတွေရောသဘောပေါက်လာကြပြီးဒီယိုနာတက်စွာနဲ့မေးကြတာပေါ့လေ။ဦးစင်နေခင်းကဘသူကြွေးရစားသေးတော့ကျုပ်ကောင်းရန်ပြလိုက်တယ်။ ရွာထဲကိုမနဲ့လျှောက်သွားသေးလား။ကောင်းရန်ပြလိုက်တယ်။အိုစင်ပထမရိုးချင်လို့ဟန်ဆောင်လို့နေတာမဟုတ်မှန်းတိသွားကြပြီ။လူကြီးတွေတယောက်မျက်နှာတယောက်ကြည့်ပြီးစွန်းစားနေကြတယ်။မကြောက်ပြောတဲ့ကြားလို့ဆိုပြီးတော့အိုစင်တပည့်ရွာသားတွေပါရောက်လာမေးကြတယ်။အိုစင်ကစိတ်မကောင်းဖြစ်နေတဲ့တပည့်တွေကိုစာရေးပြီးတော့ပြောလိုက်တယ်။ထွန်းတယ်။ငါအခုချက်ချင်းမြို့ကိုပြန်မယ်။လှဲအစင်တဲ့လောက်ပြီပါ။တပည့်ထွန်းတင်ကတော့ဒီညနန်းနန်းနေနေနေလိုက်ပါအိုစင်ဖျား။ မိုးလင်းရဲ့အတန်ပြန်ထွက်နိုင်မှာပါအစားမလို့ညီမပါဖျားဦးစင်းကခေါင်းယမ်းလိုက်တယ်နောက်ဆုံးသူတို့ဆရာတော်ကြီးကိုအကျိုးအကြောင်းလျှောက်ပြီးတော့ခွင့်ပြုချက်ရရောလှည့်တော်ပြင်ကြတယ်ဦးစင်းလည်းဆရာတော်ကိုဦးချခဲ့တော့နှုတ်ဆက်ပြီးတော့အတင်ဆောင်နေတဲ့လှဲပေါ်တက်လို့ရွာကနေထွက်ခဲ့လိုက်တယ်ဓမ္မယုံရှိမှတဲ့ဦးစင်းကိုရင်တွေနဲ့ရွာလူကြီးတွေစိတ်မကောင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့လက်ပြနှုတ်ဆက်ကြံ့ရင်ခဲ့ကြတယ်လာတာတာညင်ဦးမှနွားလေးရလှဲလန်းကြောင်အတိုင်းခတ်တော့တော့နှင်းနေရဆရာမိုင် ဦးစင်သဘောပေါက်လိုက်ပြီဒါဦးစင်ကိုအရှက်တကွဲဖြစ်သွားပညာတဲ့ခတ်ထက်တဲ့တအူကပြူစားလိုက်တာစဉ်းစားကြည့်လေတခြားပထန်းရွတ်တဲ့ကုတော်တွေဘာမှမဖြစ်ကြပဲဦးစင်တပါးရဲ့အတန်လုံးဝမထွက်တာအခုရွာထဲမှာပြောစရာဖြစ်သွားခဲ့ပြီမျိုးဘဝဦးစင်ဝေပုံလားပထန်းရွတ်တာ လုံးဝအတန်မထွက်ဘူးတဲ့စုံတွေများပြူစားရော့လာလေပညာတဲ့လက်ချက်နေမှာပဲတဲ့ဦးစင်လေးရွာထဲဘာမှမရသွားလို့ခဲ့လို့မှမသိပဲတဲ့ရှိပါစေလေ အကြောင်းတစ်ခုခုတော့ရှိမှာပါ။ဦးစင်းတော်ရုံတန်ရုံဆိုရင်ကို့ဘာသာရရှိထားတဲ့ပညာနဲ့ဖြေလို့ရပါတယ်။အခုကိစ္စကို့ပညာဖြေရှင်းလို့ရလို့မရဘူးဖြစ်နေပြီ။အဲလိုနဲ့ညင်9နာရီခန့်မြို့ပေါ်ကိုရောက်လာခဲ့တယ်။ကားတစီကြိုက်စေးပေးငါလို့ကိုနေရဲ့ဘူဖီးယားကျောင်းတိုက်ကိုရဲတကောင်ရန်ခတ်မှာပြန်ရောက်ခဲ့တယ်။ကျောင်းနေကိုရော်တွေကလည်းအချိန်မတော်တပါးတဲ့ပြန်ရောက်လာလို့အံ့ဩပြီးတော့မေးကြ။ဝေးပုံလားအချိန်မတော်ဘလို့ဖြစ်လို့ရောပထမပေးကပြီးသွားလို့လား ဟုတ်သေးပါဘူးပချမ်းပွဲပြီးရင်လည်းမနဲ့လင်းလင်းချက်ချင်းပြန်လာရမှာမဟုတ်လားကုတော့စကားများလာလို့လားနေမကောင်းလို့နေမှာပေါ့ကွာသူတို့စကားပြန်မပြောတော့ပဲခြေလဲမျက်နှာတန့်စင်ပြီးတော့ဖျားမိဖွင့်လို့ကြောက်စင်းတူရုပ်ပွားတော်ရှိမှထိုင် စိတ်နဲ့ဖျားရှစ်ကိုလိုက်တယ်ပြီးတော့ဂုံတော်ပတိတက်စိတ်စိတ်လိုက်တယ်ဂုံတော်ပတိတက်စိတ်စိတ်ပြီးရင်တော့စိန်နာမဏိကာရာကိုတက်စိတ်ပတိစိတ်ပြန်တယ်ပထဝီစရာမန္တရောကြီးကိုလည်းစိတ်မန်းနဲ့ဆဲကောင်ရွတ်လိုက်တယ် ီတော့31ပုံသားတွေကိုအမြပေးဝင်လိုက်တယ်။ဖျားကိစ္စပြီးတော့မှ ရှင်ဥပါကုဒ္ဒအဆောင်ထဲဝင်ပြီးတော့ရှင်ဥပါကုဒ္ဒရဟန္တာမထေမြတ်ကြီးကိုဂါရာရီနဲ့ပူဇော်ကြောလိုက်တယ်။အဲဒီနောက်ရှင်ဥပါကုဒ္ဒမထေမြတ်ကြီးရဲ့ရှေ့မှာရှိတဲ့ရွှေပိန်းချအုပ်လို့ဖွင့်ပြီးတော့ရှင်ဥပါကုဒ္ဒပူဇော်အစီရင်မိုင်းကိုင်အင်းတစ်ချက်ကိုရှုသေးစွာခွင့်ပန်းတောင်းပြီးတော့စိတ်နဲ့ရှောက်ထားလိုက်တယ်။ဖျားတပည့်တော်သည်ယဟန်ဘဝရောက်တဲ့အချိန်လူပုဂ္ဂိုလ်တရဝါတို့၏အကျိုးစီးပွား ပျက်စီးဆုပ်ယုပ်မှုကိုစိုးစင်မြောင်မကျူးလွန်ခဲ့ပါဗျာလူတရဝါတို့ရဲ့အစင်ရဲ့ဒုက္ခကိုသာအရင်သိတယ်လို့ကုညီဆောင်ရှောက်ခဲ့ပါသည်ဗျာအီမန်တော်တစ္ဆာစကားကြောင့်ရဟပောင်းဘေးအပောင်းအတိုက်အခိုက်အနောက်ရှက်အပောင်းတို့သည်ဝိညာဉ်ကိုရှားပါစေတည်းအဲ့လိုတစ္ဆာပြုတ်ပြီးရှင်ဥပါကုဒ္ဒအန်ရေကင်းအစီရင်အင်ကိုရေစိမ်တောက်လိုက်တဲ့ရင်ထဲမှာအေကနေဝင်သွားပြီးတဲ့နောက်လေချောင်းထဲမှာရားလာပါရောချောင်းဆိုးကျင်လာတယ်တလိန်ဟက်ကျင်လာတယ် မခံနိုင်တဲ့အဆုံးချောင်းဆိုချလိုက်ရောဒဇတ်ထဲကနေညှီဆူဆူအနှံ့နဲ့အတူမဲမဲညင်ညစ်တွေထွေးရံပြီးတော့အန်ချလိုက်ပါရောချောင်းဆိုပြီးတော့အန်တာအောက်ကနေတွန်းပြီးတော့အန်တာဆီယာမကြီးဦးစင်ချောင်းဆိုကအတန်ထွက်တယ်အန်တာအတန်ထွက်တယ်တော်တော်အတန်ကြလို့ကိုရင်ဦးစင်တွေရောက်လာကြပြီးတော့စိုးရိမ်ကြေးမေးကြတယ်ကိုတော့နေမကောင်းလားအန်တာလည်းမနေပါလားဘာရီအန်တာတော့နန်းလိုက်တာစင်းရုံသွားမလားဦးစင် မမတော့ကောင်းသွားပြီအန်လို့လဲဝါပြီ အတန်လဲထွက်ပြီသူလဲပင်ပန်းနွမ်းနေတာတွေပေါ့သွားပြီကိုရောဝေပုံလားအေးပြောကိုရောကိုကြည့်ရတာထူးခြားနေသလိုပဲဘာတွေဖြစ်ခဲ့လို့တော့ကိုရောဒါနဲ့ဦးစင်ရပထန်းပွဲမှာအတန်မထွက်အဆက်တကွဲဖြစ်ခဲ့ရပုံနဲ့ရှင်ဥပါကုတ်တာရှက်ဖဲအစီရင်အင်းကိုခွင့်ပန်းရေးစင်တောက်ပုံအကြောင်းကိုပြောပြရောကိုရင်တွေရောဦးစင်တွေရောအံ့ဩကုန်ကြတယ်အခုကျုပ်အတန်ပြတ်ထွက်ပြီးကိုရော ဒါဆိုမနေ့ပြန်ပြန်သွားမှာလားမသွားတော့ဘူးဦးစင်းကိုပြင်ညာတရအချက်ကွဲအောင်လုပ်နေတာနေမှာပေါ့မပြောတတ်ပါဘူးပြန်သွားရင်လေနေကတဲ့တက်တီကောင်းလို့လာလာလားဆိုပြီးပြူစားအောင်မှာဗျတင်ငန်းဝက်ကိုတော့အချက်ကွဲအကျိုးနဲ့အောင်လုပ်နိုင်ပုံထောက်ရင်တော့ပေါ်သေးသေးပြင်ညာတဲ့တော့ဟုတ်မယ်မထင်ဘူးဗျဇောကနေကြီးတွေလာတော့ဝဲရှိလို့ခံရတာပါကဲပြန်ချင်းကြပါဖေမိုးလေးတော့မယ်ကိုတော့ အာယုံပြုတ်နေပြီမတိန်တော့ဘူးဒါဆိုလေသဘောပဲကိုတော့ရွာမှာအတန်မဆဲပထန်ပွဲလေးပြီးတော့ရွာလူတွေဘူဖီယာကြောင်တိုက်ကိုရောက်လာကြတယ်တခါကြီးမိစေတို့မိသားစုလည်းလူပွဲပစ္စည်းတွေနဲ့လာလူကြတာပေါ့ဥစဉ်အတန်ထွက်ပြီနော်အေးအတန်ထွက်ပြီဟဲ့ဘယ်နေ့ကပြန်ကောင်းသွားတော့ဖေဟာဒီရောက်တဲ့ညပဲတကားတော့ရေကောင်းမွန်ပြောပါအောင်ကိုတော့ဒီလိုဗျာ တို့အံဩသွားကြတယ်။ရှင်ဥပကုတ္တကိုရောမြတ်ကြီးကိုလည်းရှ िख ောကြတယ်။တိရိဒ္ဓမသောကမင်းကြီးရဲ့အလူတော်ကိုမန္နရုပ်ကမနာလိုဖြစ်ပြီးတော့ဖျက်ဆီးတော်မူ။မန္နကတကိုကြီးအဖြစ်သမားလေးသူ့ရန်ကိုဘလို့လူကမှတားလို့မရဘူး။နောက်ဆုံးယဟန်ရှင်တွေရဲ့အကြံပြုချက်အရတောင်သမုတ်တရားမှာကြေပြတ်သက်ဖောင်းတဲ့စံတော်မူနေတဲ့ရှင်ဥပကုတ္တယဟန်တော်ကိုရောမြတ်ကြီးကိုမေတ္တာရဲ့အကူအညီတောင်းမှရှင်ဥပကုတ္တယဟန်တော်မြတ်ကြီးရဲ့တကိုအစွမ်းနဲ့မန္နရဲ့ သဲမို့၊ကဲမို့၊မီးမို့၊ပြဘူးမို့အတိုက်တွေလင့်စင်ပျောက်ကွယ်ပြီးတော့မင်းကြီးလည်းအလူရေဆက်ချပွဲကြီးကိုအောင်မြင်စွာဆင်ပါနိုင်ခဲ့တယ်တဲ့။ဦးစင်ရဲ့အရှင်ဥပါကုတ္တရဟန္တာအရှင်သူမြတ်ကြီးတရားဆုံးတော့ရွာပထန်ပွဲအကျိုးတော်ဆောင်လူကြီးဥပါရွှေကဖွင့်ပြောပါရော။ကိုရောပြောဥပါရွှေဘာပြောမှာတော့ပြောအဖြစ်မှန်ကိုပြောပြခြင်းလို့ပါဖေ။အဖြစ်မှန်ဘာတော့ပြတကရွှေက ဦးစင်းကိုပထန်ပွဲမှာအသံမထွက်အောင်ဖြူစာနှောက်ရက်တဲ့ပညာသည်ရွာချောင်းစီရတော်ထံမှာသူ့ဖြူစာခဲ့မိအကြောင်းလာဝင်ခံသွားပါလေဖျားဟေးပြောပါအောင်တခါရွှေရဘာကြောင့်လဲဖြစ်ပြီးရလေပြီးသွားပါပြီဖျားပညာသည်လည်းအတော်ခံလိုက်ရသလိုနဲ့သူ့ပါရဲ့ရွာချောင်းစီရတော်ကိုကတော့ဝင်းချတောင်းပန်သွားတယ်ဒီရွာဝင်းကျင်မှာမနေနဲ့လို့စီရတော်ကနှိမ့်ထုတ်လိုက်တယ်ဖျားအဲ့ဒါကြောင့်ဘာကြောင့်ဖြစ်ရတာလဲကိုမစင်စားပါနဲ့တော့ဖျား သူ့အမားသူ့တိလို့အဝေးကိုရောက်သွားပြီဆိုတာလည်းသိထားပါဗျာ။ Ừm အပြစ်ကြီးလိုက်မယ်ဖြစ်ချင်းဒီကိစ္စငရဲကိုလာရမယ်ကိစ္စတယ်မိုက်တာပဲ။အတန်ကြာစကားပြောကြပြီးရဲ့နောက်သူတို့ပြန်သွားကြတယ်။သူတို့ပြန်တော့ဦးစင်စဉ်းစားကြည့်လေ။ဦးစင်ကိုပညာသင်နှောက်ရက်ပြူစားလိုက်တာသိကြသွားပြီ။သူ့ဘာကြောင့်ဦးစင်ကိုအတန်မထွက်အရှိတ်အောင်လုပ်ခဲ့တာလဲ။ဦးစင်ကိုမုန်းလို့လားမနာလို့လို့လား။မုန်းရမနာလို့ရအောင် ။ဥစဉ်အဲ့ဒီရွာတွေမှာတိတ်ခါမဲ့တဲ့အလုပ်အကျိုးမရှိတဲ့အလုပ်ဘာမှမလုပ်ခဲ့ဘူး။ရွာလူတွေနဲ့လည်းအတိုက်ခံမရှိဘူး။ဥစဉ်မုန်းတဲ့လူဒီရွာတွေမှာမရှိဘူး။ဥစဉ်ကိုမုန်းတဲ့လူလည်းဒီရွာတွေမှာရှိမယ်မထင်။ဘာကြောင့်အခုလိုအဆက်ကွဲအောင်လုပ်ရတာတော့။အဲ့ဒီလိုစဉ်းစားတယ်။အမျိုးမျိုးစဉ်းစားတယ်။အလိုဟိုတနေ့ကအဲ့ဒီရွာမှာတပည့်တကာမှမိစယ်နေမကောင်းလို့မိမိတရင်သွားမိရင်နဲ့တတမြကာရာမန်တန်နဲ့စိတ်ကူတာလို့လုပ်ခဲ့တယ်။ အဲ့တော့ဒကာမိစေရဲ့လက်မတွေကနေအချီအမြင်ကြီးတွေထွက်လာတာအလုံးအမြင်ဒါပယောကအတက်ဟုတ်ပြီတတိယပြီအဲ့တော့ဦးစင်းနဲ့တကာကြီးဦးကန်တင်တို့မိစေတို့ရွာကိုတွားခဲ့ရလေရွာရဲ့ဝင်းကားကြီးလမ်းမှာထမိန်ချုံလက်တာဖြစ်တဲ့ပညာတဲ့ယောက်ျားယူကြုံခဲ့ပါရောလားအဲ့တော့ထမိန်ချုံလူကြီးကဦးစင်းတို့ပြန်တော့ရှေ့ဆက်မတွားနေလို့တားခဲ့တာလှဲ့တော့မပြန်ရောသူကင်ထားတဲ့ထမိန်ကိုခေါင်းကနေဆွတ်ချလိုက်တာချက်ချင်းလက်တာဖြစ်လို့ လဟပြင်းပေါ်ပြန်ပြသွားတယ်လေဖះဖះမဟုတ်မလွဲရောအဲ့ဒီယောက်ျားယောက်ျိုးထမိန်ချုံကဝေပညာတရများမကြည်နဲ့လို့ပထန်းပွဲမှာအဆက်ကွဲအောင်ပညာနဲ့ပြူစာလိုက်ရော်သလားဥပါရွှေကပြောသွားရည်လေပညာတဲ့လေအတော်ခံလိုက်ရလို့ရွာချောင်းစီရတော့လာရောက်ဝင်ချတောင်းမှန်တာရဲဥစဉ်လေးအတွေ့လေစုံရောရှင်ဥပါကုဒ္ဒယဟန္တာအရှင်မြတ်ကြီးနဲ့ဗုဒ္ဓဖះရှင်ကိုရောမြတ်ကြီးကို အကြိမ်ကြိမ်ဥချကရောလိုက်တဲ့တခါကြီးဥညုံမကြီးဆလန်လီရတော့ဒီမှာပဲပြီးပါပြီရှင်နောက်ဆက်ရပေးခဲ့ကြရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်